မင်္ဂလာပါ Series for you ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါပြီခင်ဗျာ Series for you ပြည်သူများအတွက်ဒီကနေ့တင်ဆက်ပေးဖို့ရွေးချယ်ပေးထားတဲ့ series လေးကတော့2023ခုနှစ်တုန်းကစတင်ထုတ်လွှင့်ပေးခဲ့တဲ့ The Last of Us ရဲ့ series လေးပဲဖြစ်ပါရဲ့ခင်ဗျာဒီ series လေးက2023ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ video game တစ်ခုကိုအခြေခံပြီးတော့ live action နေနဲ့ပြန်လည်ရိုက်ကူးထားရလေဖြစ်တယ်လို့ဂိမ်းစားသူတွေကြားထဲမှာလည်းအတော်လေးဥမာနာမည်ကြီးခဲ့တဲ့ game တစ်ခုလည်းဖြစ်ပါတယ် ပြီးတော့ဒီ series လေးတွေမှာကျွန်တော်တို့တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ Mandalorian series တွေက Mando အဖြစ်တရုတ်ဆောင်ထားခဲ့တဲ့ Midnight Pedro Pascal ကအထူးကတရုတ်ဆောင်ဖြစ်ပါဝင်ပေးထားလည်းဖြစ်ပါရည်။အဲ့တော့ဇလန်းအကြောင်းကိုအနည်းငယ်ပြောပြမယ်ဆိုလို့ရှိရင်တော့ intro ရှေလုံးတော့ကိုမကြိုက်တဲ့ပရိသတ်တွေအကြောင်းမလို့မရှင်းပြတော့ဘဲနဲ့အချင်းသိဖြစ်ပြီဆိုရင်တော့ The Last of Us Season 1ရဲ့ Episode 1 Why you lost in the darkness ဆိုတာကိုစတင်လိုက်ကြပါစို့လား။ဟုတ်ကဲ့ပါ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးမယ်။ Siri for you ကရှိန်းသူပဲဖြစ်ပါတယ်ခင်ဗျာ Salaam အစမှာတော့1968ခုနှစ် မိုဘိုင်းရက်ယောဂပိုးကြောင်းဆွေးနွေးတင်ဆက်နေကြတဲ့အစီအစဉ်တစ်ခုကိုရိုက်ကူးရေးလုပ်နေကြပါတယ်။ဒေါက်တာ၂ယောက်နဲ့အစီအစဉ်တင်ဆက်သူအားလုံးပေါင်း၃ယောက်ပါဝင်ပြီးတော့ဒေါက်တာကတော့မိုဘိုင်းရက်ကဘေးအကြောင်းကိုရှင်းလင်းပြောပြနေကြတာပါ။မိုဘိုင်းရက်ကအပင်နေတိရစ္ဆာန်တွေကိုသာကူးဆက်ပြီးတော့ကူးဆက်မယ်ဆိုရင်လေလက်ခံအကောင်ကမသေးသေးပဲနဲ့စိတ်ကိုထိန်းချုပ်ထားခြင်းခံရတာမျိုးဖြစ်တယ်လို့အဲ့ဒီဗိုင်းရပ်စ်ကလူတွေကိုကူးစက်နိုင်မှုမရှိဘူးလို့ပြောလို့ရပါမယ်။ကူးစက်နိုင်တဲ့အခြေအနေလည်းရှိလာနိုင်ကြောင်းပြောနေခဲ့ပါတယ်။တကယ်လို့ အဲကူးဆက်လာခဲ့မယ်ဆိုရင်တော့ဆေးတွေကူထုံးနေမရှိတာကြောင့်မလို့ဒေါက်တာရှုံးပြီလို့သာမှတ်လိုက်ဖို့အစီအစဉ်တင်ဆက်သူကိုပြောလိုက်ပါတော့လေအဲဒီနောက်2003ခုနှစ်ကိုရောက်လာခဲ့ပါလေဆာရာတယောက်အိယာကနိုးလာခဲ့ပြီးတော့သူ့ဘေးရဲ့မွေးနေ့ဖြစ်တာကြောင့်မလို့မနက်စာပြင်းနေတုန်းမှာပဲအပြည့်ပြည့်သူဂျိုးကအပေါ်တက်ကနေပြီးတော့ဆင်းလာခဲ့ပါလေတမီးပြည့်သူဆာရာနဲ့အတူတူပျော်ရွှင်စွာပဲမနက်စာကိုစားနေခဲ့ပြီးတော့အဲခဏကြာမှာတော့တရမ်မီလို့ခေါ်တဲ့ဆာရာရဲ့ဦးလေးဖြစ်သူရောက်လာခဲ့ပါလေအဲဒီနောက်ဂျိုးနဲ့တရမ်မီကလည်းမျိုးရဲကိုအလုသွားလုပ်ဖို့လုံနေကြတဲ့အချိန် ဆာရာကသူ့ဘီရဲ့အခန်းလေးဝင်ဝေပြီးတော့အန်ဆွေးလေးကနိုင်အပြက်လေးနဲ့ဒေါ်လာအနည်းငယ်ကိုခိုးလာလိုက်ပါတယ်။အောက်ရောက်တဲ့အခါမှာတော့ဘေးငါအဖွားကြီးနဲ့အဖိုးကြီးကဆာရာတို့တားအဖအကိုအိမ်လာလေဖို့စကားပြောနေခဲ့ပါတယ်။ဂျိုးကတော့ဆာရာကိုကြောင်းစင်းရင်တွားလေဖို့ပြောလိုက်ပြီးတော့ခဏကြာမှတော့ဂျိုးရဲ့တွမ်းမီရဲ့ဆာရာတွေကကားမောင်းပြီးတော့ထွက်လာခဲ့ကြပါတယ်။အဲဒီနောက်မှာဆာရာကကြောင်းမှာစိတ်မပါလက်မပါနဲ့စားသေးနေခဲ့ပြီးတော့အတန်းပြီးတဲ့အခါမှာတော့ညိုတဲ့ကိုတွားတဲ့ကားပေါ်တက်စီလိုက်ပါတယ်။ ညိုရရောက်တဲ့အခါမှာတော့နာယီပြင်ဆိုင်တစ်ခုကိုသွားပြီးတော့သူ့ဖေရဲ့နာယီပြက်ကလေးကိုပြင်ခန်းလိုက်ပါတယ်။နာယီပြင်နေတုန်းဆာရာလည်းပဲဆိုင်အတွင်းမှာရှောက်ပတ်ကြည့်နေတဲ့အချိန်မှာဆိုင်ထဲကမျိုးသမီးတယောက်ကထွက်လာခဲ့ပြီးတော့ဆိုင်ပိတ်သွားပြီးဖြစ်တာကြောင့်ဆာရာကိုအတင်းပြန်လွှတ်ပါတယ်။အဲဒါကြောင့်နာယီပြင်တဲ့သူကလည်းဆာရာကိုအမြန်ပြန်ပြင်ပေးလိုက်ရပါတယ်။ဆာရာလည်းကြောင်တောင်နဲ့ဖြစ်သွားပြီးတော့ဆိုင်ပြင်ထုတ်ခံလိုက်ရပါတယ်။အဲဒါကြောင့်မဲအင်ကိုပြန်ရောက်လာပြီးတော့နောက်တော့ဘေးငါအဖိုးကြီးနဲ့အဖွားကြီးအင်ကိုတွားလေလိုက်ပါတယ်။အင်ရောက်တဲ့အခါမှာတော့အဖိုးကြီးနဲ့အဖွားကြီးတို့ရဲ့သမီးဖြစ်သူ မစ်အဒလာကဆာရာကိုတကားဖွင့်ပေးနေကြိုးဆူလိုက်ပါတယ်ဆာရာကလည်းလမ်းမှာရေကားရေရှုပ်ရှက်ခတ်နေရကြောင့်ဘာလို့ဖြစ်နေရလဲလို့မစ်အဒလာကိုမေးတဲ့ခါမှာတော့မစ်အဒလာကနေတိုင်းဒီလိုပဲမလို့အာယုံမထားဖို့တပြောလိုက်ပါတယ်ခဏအကြာမှာတော့မစ်အဒလာကသူ့မိကိုအစာခွန့်ကျွေးနေတော့ဆာရာကစာလုံးနေခဲ့ပါတယ်အဲဒီနောက်အေဂန်နဲ့မှာအဖွားကြီးရဝီးချင်းနဲ့ထိုင်နေခဲ့ပြီးတော့ဆာရာကတော့စာရေးနေရာကနေအခွေစီထားတဲ့ဘက်ကိုလှည့်လာပြီးတော့အခွေရွေးနေခဲ့ပါတယ် ဆာရာရဲ့နောက်မှာတော့အဖွားကြီးကအကျိုးဆွဲသလိုပုံစံဖြစ်နေခဲ့ပြီးဆာရာကတော့သတိမထားမိခဲ့ပါဘူးဆာရာတယောက်ညားကြရင်သူ့ဘီနဲ့အတူတူကြီးဖို့အတွက်အခွေးငှားပြီးတော့ Miss Adela ကိုနှုတ်ဆက်ကာထွက်သွားဖို့လုပ်နေတော့မှာပဲခွေးလေးကအဖွားကြီးကိုစိုက်တိနေတာကိုသတိထားမိလိုက်ပါတယ်ဒါမှမဟုတ်ဆာရာကလည်းအာယုံမထားတော့ဘဲနဲ့အိမ်ပြုံထွက်လာတဲ့ခါမှာတော့ကောင်းငင်ရံမှာရဟတ်ရင်နေနဲ့လင်းရင်ပြန်နေအများကြီးပြန်တန်းသွားလာနေတာကိုတွေ့လိုက်ရပါတယ်အဲဒီနောက်ဆာရာတယောက်အိမ်ပြန်သွားခဲ့ပြီးညားဘက်ရောက်တဲ့အခါမှာတော့ဆာရာရဲ့အဖေဂျိုးကအလောက်ကနေပြီးတော့ပြန်ရောက်လာခဲ့ပါတယ် ဂျိုးကအိမ်တကားတေချာပိတ်ထားတာကြောင့်ဆာရော့ကိုတော်ကြောင်ချီးကျူးလိုက်ပြီးတော့သူ့သမီးရဲ့ဘေးနားဝင်ထိုင်ပြီးတော့အလောက်ကအကြောင်းကိုညှိနေခဲ့ပါတယ်။ဆာရော့ကတော့ဂျိုးကိုကိတ်မှုပဲမလေးလို့ပြောတဲ့အခါမှာဂျိုးကမိနေကြောင် ပြောပြခဲ့ပါတယ်။ဆာရာကလည်းသူ့ပေမွေးနေ့မှာကိတ်မှုခွဲကျင်တာကြောင့်ပြောပြနေခဲ့ပေမဲ့ဂျိုးကတော့အမြဲတမ်းပဲအလောက်ကိုဦးစားပေးရကြောင်ဆာရာကသူ့ပေကိုမကြိုက်ကြောင်ပြောရင်းနဲ့ပဲလက်ဆောင်လေးထုတ်ပေးလိုက်ပါတယ်။ဂျိုးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ပြက်နေတဲ့နားလေးဖြစ်နေရကြောင်ပြောသွားခဲ့ပါတယ်။ နာယီကိုပတ်လိုက်ပြီးတော့ဂျိုးကပတ်စံဘေကရရလေလို့ဆာရာကိုမေးတဲ့ခါမှာဂျိုးစီကခိုးလိုက်တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဆာရာကသူသာခိုးပြီးတော့မလုပ်ပေးဘူးဆိုရင်ဂျိုးကနာယီကိုမပြင်မမလို့သာခိုးခဲ့ရတာလို့ပြောခဲ့ပါတယ်။ဂျိုးကလည်းသူ့သမီးကိုကျေးဇူးတင်ကြောင်းပြောလိုက်ပြီးတော့ဆာရာကအတူတူကြည့်ဖို့အခွင့်ငှလာကြောင်းပြောလိုက်ပါတယ်။အဲနောက်တော့သားဖားနှစ်ယောက်ကပျော်ရွှင်စွာပဲ TV ကြည့်နေနေဆာရာကလည်းအိပ်ပျော်သွားခဲ့ပါတယ်။ဂျိုးကတော့ရုပ်ရှင်ဆက်ကြည့်နေပြီးတော့ခဏကြာမှတော့ဖုန်းတကောဝင်လာခဲ့ပါတယ်ဖုန်းခေါ်တာတွမ်မီဖြစ်နေပြီးတော့ အချုပ်ထဲရောက်နေရကြောင်းလာထုတ်ပေးဖို့အတွက်ဂျိုးကိုအကူအညီတောင်းနေခဲ့တာပါဂျိုးကလည်းတမိဖြစ်တဲ့ဆာရာကိုအိယာထဲမှာတိတ်ထားခဲ့ပြီးတော့မသွားချင်သွားချင်နေပဲတူမီကအကူအညီတောင်းနေရကြောင်းမလို့ထွက်သွားလိုက်ပါရီခဏကြာမှတော့အိမ်ပြင်မှာရဟတ်ရင်တွေစူညံတန်တွေကြားလိုက်ရပြီးတော့ဆာရာတယောက်နိုးလာပြီးတော့သူ့ရဲ့အဖေကိုရှာနေခဲ့ပါရီအလုံးနဲ့ TV ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အိမ်ပြင်မထွက်ဖို့အတွက်အရေးပေါ်ကြီးညာချက်တွေတွေ့လိုက်ရပြီးတော့ရုတ်တရက်လေဟိုဘက်အင်္ဂါခွေးလေးကဆာရာအင်္ဂါကိုလာပြီးတော့ကုတ်နေခဲ့ပါရီ ဆရာကလည်းလန်သွားကြည့်ပြီးတော့ခွေးလေးကိုထွက်ခေါ်ရင်းနဲ့အပြင်ဘက်ကိုကြည့်လိုက်တဲ့အခါမှာတော့ရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေကြောင့်မလို့ဘာတွေဖြစ်လို့ဖြစ်နေမှမသိဖြစ်နေကြရပါတယ်။စူညံတန်နေနဲ့ရှုပ်ရှက်ခတ်နေခဲ့ပြီးတော့ဆရာကလည်းခွေးလေးကိုအဖိုးကြီးနဲ့အဖွားကြီးအိမ်ကိုပြန်ပို့ဖို့လုပ်တဲ့အခါမှာတော့ခွေးလေးကလုံးဝအထဲကိုမဝင်ချင်မဲနဲ့ထွက်ပြေးသွားပါတော့တယ်။ဆရာကလည်းအင်တကားပွင့်နေခဲ့တာကြောင့် Miss Adela ကိုလှမ်းခေါ်ကြည့်ခဲ့ပါတယ်။အတန်မကြတာကြောင့်မလို့ဆရာတယောက်အိမ်ထဲကိုဆက်ဝင်သွားရင်းနဲ့တွေးတွေကိုတွေးလိုက်ရတဲ့အပြင် အဖိုးကြီးနဲ့မစ္စအဒလာကိုအဖွားကြီးကကြိုက်နေအောင်တွေးလိုက်ရပါတယ်။အဖွားကြီးပါဇက်ကနေလည်းနွယ်ပင်တိတိလေးလိုမျိုးထွက်နေရကိုလည်းတွေးလိုက်ရပြီးတော့အဖွားကြီးကလည်းဆာရော့ကိုကြိုက်ဖို့အတွက်ထလာပါတော့တယ်။အလိုနဲ့ဆာရော့လည်းအိမ်မျိုးထွက်ပြေးလာတော့မှပဲဆာရော့အဖေနဲ့ဦးလေးတို့ရဲ့ကားရောက်လာပြီးတော့ဆာရော့ကိုကားပေါ်အမြန်တက်ခိုင်းလိုက်ပါတယ်။အနောက်ကနေအဖွားကြီးကပြေးထွက်လာခဲ့ပြီးတော့ဆာရော့တို့စီကိုကြိုက်ဖို့လာနေတဲ့ချိန်မှာပဲဂျိုးကအဖွားကြီးကိုဆက်ပြေးနဲ့ကြွားရင်းနဲ့ရိုက်လိုက်တာကြောင့်မလို့အဖွားကြီးလည်းလဲကြတာတီးသွားခဲ့ပါတယ်။ ဆာရာလေးပဲအရန်လန့်သွားခဲ့ပြီးတော့ဂျိုးကဆာရာကိုဒီညာကနေအမြန်ထွက်သွားမယ်အကြောင်းပြောကမကြောက်ဖို့အတွက်ဖတ်လိုက်ပြီးတော့ကားပေါ်တက်ခိုင်းလိုက်ပါရီအဲဒီနောက်ဂျိုးတို့ကလည်းကားမောင်းထွက်လာပြီးတော့ကူးဆက်ခံထားသူမှန်သမျှကိုကားနဲ့တိုက်ပစ်လိုက်ပါရီလမ်းမှာလေဒုက္ခရောက်တဲ့သူတွေနဲ့တူတူသူတို့ရဲ့အတိတ်ရောက်အိမ်ကိုအိမ်မီးလောင်ထားရလေတွေ့လိုက်ရပါရီကောင်းမှလေးပဲဆာရာကကူးဆက်ခံရမှကြောက်နေခဲ့တာကြောင့်ဂျိုးကမကြောက်ဖို့အတွက်ပြောပြနေခဲ့ပါရီလမ်းတိုင်းမှာဖက်ဒရာအစိုးရစစ်သားတွေက လမ်းအနေပိတ်ထားကြအောင်မလို့ဂျိုးတို့ကလည်းမျိုးဝါနေပြီးတော့ထွက်သွားဖို့အတွက်ထွက်ပေါက်ရှာနေခဲ့ပါတယ်ခဏကြာမှာတော့မျိုးရဲဘက်တစ်ခုကိုရောက်လာခဲ့ပြီးတော့မျိုးရဲမှာလည်းလူတွေကအော်ဟစ်ပြေးနေကြတာကိုတွေ့လိုက်ရပါတယ်အဲဒီနောက်လင်းရင်တစည်းကအနောက်ကနေပြတ်ကျလာခဲ့တာကြောင့်ပောက်ကွဲကဂျိုးတို့ကလည်းမှောက်သွားပါဦးတယ်အဲလိုနဲ့ဆာရာသတိရလာချိန်မှာတော့ကားတွေကနေပြီးတော့ဂျိုးကဆွဲထုတ်ခဲ့ရပြီးတော့ဆာရာတယောက်ခြေချင်းဝင်နာသွားအောင်မလို့လမ်းမလျှောက်နိုင်ဖြစ်သွားခဲ့ပါတယ်တွမ်မီကတော့ကားတစ်ဖက်မှာတနက်နေ့အကာအကွယ်လုပ်ပေးနေတော့ ရဲကားကြီးကဂျိုးရူရဲ့မောက်နေတဲ့ကားကိုဝင်တိုက်လိုက်တာကြောင့်မလို့ပေါက်ကွဲသွားပြီးတော့တွမ်မီနဲ့ဂျိုးရူသားဖားကတစ်ဖက်စီဖြစ်သွားခဲ့ပါတယ်တွမ်မီကဂျိုးရူကိုသူမပါဘင်းနဲ့မြစ်ဘက်ကိုအရင်ထွက်သွားဖို့ပြောလိုက်ပြီးတော့နောက်မှပဲလိုက်လာခဲ့မယ်လို့ပြောလိုက်တာကြောင့်မလို့ဂျိုးကလည်းဆာရော့ကိုချီပြီးတော့ထွက်ပြေးလာခဲ့ပါတယ်တနည်းအားရောက်မှာတော့ကူးဆက်ခံထားတဲ့တကောင်ကဂျိုးရူသားဖားကိုရှာတွေ့ခဲ့ပြီးတော့အနောက်ကနေလိုက်လာခဲ့ပါတယ်အဲ့တော့စစ်သားတယောက်ကဂျိုးရိုသားဖနောက်ကနေလိုက်နေတဲ့ကူးဆက်ခံရတဲ့ကောင်ကိုတနက်နေ့ပြတ်တက်လိုက်ပြီးတော့ ဂျိုးနဲ့ဆာရာတို့ကိုပါပြစ်တက်ဖို့လုပ်ပါတော့တယ်။ဂျိုးတို့ကလည်းယောဂကူးဆက်မခံထားရတာကြောင့်မလို့စစ်သားကိုလှုပ်ပေးဖို့ပြောပေမယ့်လေစစ်သားကလက်မခံမင်းနဲ့ပြစ်ဖို့လှုပ်လိုက်တဲ့အချိန်မှာတော့တွမ်မင်းကရောက်လာပြီးတော့စစ်သားကိုပြစ်တက်လိုက်ပေမယ့်အဲ့ဒီစစ်သားရဲ့ကြည်ကြံကဂျိုးကိုရှက်ထီပြီးတော့ဆာရာကိုတနက်မှန်သွားခဲ့ပါတယ်။ဂျိုးတို့ရောက်သူသမီးကိုကယ်ဖို့အတွက်တွမ်မင်းကိုအော်ဟစ်ငိုယိုပြောဆိုနေခဲ့ပေမယ့်ဆာရာကတော့တီးဆုံသွားခဲ့ပါတယ်။အဲဒီနောက်2023ခုနှစ်ကိုရောက်လာခဲ့ပြီးတော့ကလေးတယောက်ဟာနေကင်းကြောင်တော်မှာရန်တဲတိုင်နဲ့ရှောက်လာနေခဲ့ပါတယ် ဘော့စတုံမျိုးကြီးကလည်းပြက်စီးနေခဲ့ပြီးတော့ဖက်ဒရာစစ်သားတွေကအုပ်ချုပ်ထားတာဖြစ်ပါတယ်။ကလေးဟာဂိဝါရောက်ခံပြီးလဲကျသွားတာကြောင့်စစ်သားတွေကလည်းမြင်သွားခဲ့ပြီးတော့စခန်းထဲကိုခေါ်လာခဲ့လိုက်ပါတယ်။အဲဒီနောက်ကလေးလေးကိုစမ်းသက်ကြည့်တဲ့အခါမှာတော့ကူးဆက်ခံထားရတာဖြစ်ကြောင်းတွေ့လိုက်ရပြီးတော့ငြင်းငြင်းသာသာပဲဆေးထိုးတက်လိုက်ပါတယ်။စခန်းရဲ့ပြင်ပမှာတော့အလောင်းတွေကိုတဲကမီးရှို့ပေးနေရတဲ့လူတို့ချို့လည်းအလုံးရှုံနေကြပါတယ်။အဲဒီမှာတော့ဂျိုးလည်းပါဝင်ပြီးတော့အလောင်းတွေကိုဝိုင်းကူမီးရှို့ပေးနေခဲ့ပါတယ်။ အမျိုးသမီးတယောက်ကကလေးအလောင်းကိုမလုံနိုင်တာကြောင့်မလို့ဂျိုးကိုအကူအညီတောင်းလိုက်ပါတယ်။ကလေးကခုနဆေးထိုးတက်လိုက်တဲ့ကလေးအလောင်းဖြစ်ပြီးတော့စခန်းရောက်လာတဲ့လူမှန်သမျှကူးဆက်ခံထားရပါကဒီလိုပဲအဆုံးသက်သွားတာဖြစ်ပါတယ်။ဂျိုးလည်းဘာမှစဉ်းစားမနေတော့ဘဲနဲ့ကလေးအလောင်းကိုတဲကမီးရဲကိုပြစ်ထည့်လိုက်ပါတယ်။ဂျိုးကစစ်တပ်ထဲမှာအလုသမားဖြစ်ဝင်လုံနေခဲ့ပြီးတော့တစ်ဖက်မှာလည်းပဲစစ်သားတယောက်နဲ့တွေ့ကတရံမွေးတဲ့ရင်းနေနဲ့ကားနဲ့ဘက်ထရီကိုရဖို့အတွက်အလေးလေလုံနေခဲ့ပါတယ်။ ဘော်ဆိုမျိုးဟာဖက်ဒရယ်စစ်တပ်ကအုပ်ချုပ်ထားပေမဲ့ဒီမိုကရေစီလိုချင်ကြတဲ့စစ်တပ်ဆန့်ကျင်ပိုးဆုံးကျူးအဖွဲ့ကလည်းရှိနေပြန်ပါတယ်။စစ်သားတွေကတော့ပိုးဆုံးကျူးအဖွဲ့ဝင်မှန်သမျှကိုဖမ်းမိပြီဆိုတာနဲ့ကြိုးပေးပြီးတော့တပ်ပစ်လေးရှိပါတယ်။မျိုးရင်းစစ်ဖြစ်နေကြပြီးတော့အဲ့ဒီအချိန်ဂျူးရဲ့ချစ်သူတက်စကာတော့ရောဘတ်ခေါင်းဆောင်ထားတဲ့အဖွဲ့တစ်ခုကကားဘက်ထရီတစ်လုံးကိုအလစ်ဝင်လူတာခံလိုက်ရပါတယ်။တက်စကာရောဘတ်ဘက်ကလူကို"သူမဂျိုးကိုဘာမှပြန်မပြောမှာကြောင်းမလို့သူ့ကိုလွတ်ပေးဖို့ပြောနေခဲ့တော့မှပဲ စစ်တပ်ကပြစ်လိုက်တဲ့လက်နက်ကြီးတစ်ခုကနေရံကိုလာထိကပောက်ကွဲသွားခဲ့တာကြောင့်ရောဘတ်လူတွေလည်းပဲလက်နက်ကြီးစမှန်ပြီးတော့တေးဆုံသွားခဲ့ကြပြီးတက်စ်လည်းပဲထွက်ပြေးလာခဲ့လိုက်ပါတယ်။အဲဒီနောက်စစ်သားတွေကတော့တက်စ်ကိုတွေ့သွားခဲ့ပြီးတော့ပိုးဆုံညူအဖွဲ့ဝင်လို့ထင်ကဖမ်းခေါ်သွားပါတယ်။ပိုးဆုံညူအုပ်စုတွေဘက်မှာတော့အဲလီဆိုတဲ့ကောင်မလေးတစ်ယောက်ကိုအခန်းတစ်ခုမှာဖမ်းထားပါတယ်။ခဏကြာတော့မိန်းမတစ်ယောက်ဟာအဲလီကိုတစ်ကနေတစ်ဆယ်အထိအတန်ထွက်စင်ရေခိုင်းလိုက်ကစမ်းသပ်မှုတစ်ခုပြုလုပ်လိုက်ပါတယ်။ အဲလီကတော့ဂျက်ကငတ်လောက်ကလက်ကလေးထောင်ပြလိုက်ရင်းနဲ့သူ့ကိုလှုပ်ပေးဖို့ပြောလိုက်ပြီးတော့ဒေါသထွက်နေခဲ့ပါ ರೀ အဲနောက်နေရမောက why you are lost in the darkness အမောင်ထဲမှာပျောက်ဆုံးနေရင်လို့ရေးထားတဲ့စာကိုစိုက်ကြည့်လိုက်ရင်းနဲ့စိတ်ညစ်နေပါတော့တယ်တပတ်မှလည်းဂျိုးကဆေးလိမ့်နဲ့အလဲလဲလုံနေရင်တွမ်းမီစီကသတင်းမကြားရာကြောင့်မလို့တွမ်းမီအစင်ပြေမပြေတိကျနေကြောင်းရေဒီယိုတာဝါတွေကလည်းသတင်းကြားဖို့အတွက်လူတယောက်စီကိုလာပြီးတော့မေးခဲ့ပါ ರೀ အဲလူကသေးချာမဖြေနိုင်မင်းနဲ့မရေရာတဲ့အဖြေနဲ့တူတူ ြေပုံအညွန်းတစ်ခုကိုပေးရကြောင်းဂျိုးကလည်းစိတ်ပြတ်သွားပြီးတော့ထွက်သွားခဲ့ကအိမ်ကိုပြန်သွားပါတော့။အိမ်မြောင်းတဲ့ခါမှာတော့ကျမ်းမြင့်ကနေပစိန်နဲ့မြေပုံစာရွက်တွေကိုထုတ်ကကြည့်လိုက်ပါတယ်။အရက်တွေတောက်ကမြေပုံကိုထောက်ကြည့်နေရင်တခုခုအဆက်မပြတ်ရှာဖွေနေခဲ့ပါတယ်။ခဏကြာမှတော့အိယာဘော တက်လိုက်ပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်။ညရောက်သွားတဲ့ခါမှာတော့တက်စကာလေဂျိုးရဲ့ဘေးနားမှာဝင်အိပ်လိုက်ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့ဂျိုးဟာနိုးလာခဲ့ပြီးတော့တက်စ်ကမနက်စာပြင်ပေးနေမနေ့ကရောဘတ်ရဲ့လူတွေစီကဘက်ထရီအလုခံရအောင်နဲ့ စစ်သားတွေစီမှာအဖမ်းခံရအောင်ပြောပြနေခဲ့ပါတယ်။ဂျိုးကဘက်ထရီပါသွားတာကြောင့်စိတ်ပြတ်သွားပြီးတော့တွမ်မီကိုစိတ်ပူတာကြောင့်သွားရှာမှသာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်တက်စ်ကဂျိုးကိုစိတ်အေးအေးထားဖို့ပြောလိုက်ပြီးတော့အတူတူအလုခံရတဲ့ကားဘက်ထရီကိုပြန်သွားရှာကြမယ်လို့ပြောကအားပေးလိုက်ပါတယ်။ဒီဘက်မှာတော့ပိုးစုံညူအဖွဲရဲ့ခေါင်းဆောင်မာလင်းကသူစကန်နေကိုရောက်လာပြီးတော့အဖွဲကိုဒီနေရာကနေစွန့်ခွာကတခြားရွှေ့မှာကြောင်းမလို့စစ်တပ်ကိုအာယုံလွှဲမဲ့ကြောင်းပြောနေခဲ့ပါတယ်။ အဲ့ဒါပြင်အဲလီကိုပါအဲ့နေရာကိုခေါ်သွားဖို့အတွက်အစွမ်းကုန်ကာကွယ်ပေးရမှာဖြစ်ကြောင်းလည်းပြောနေခဲ့ကြပါရည်။တပတ်မှာတော့ဂျိုးနဲ့တက်စ်ကလည်းဘက်ထရီရောင်းလိုက်တဲ့သူကိုပတ်ရှာနေခဲ့ပါရည်။ပိုးစုံညူစကန်မှာတော့မာလင်းကအဲလီစီကိုရောက်လာခဲ့ပြီးတော့အဲလီကိုကြိုးဖြီပြီးကအန်နီရဲ့ပြုတ်မှာမဟုတ်တဲ့အကြောင်းပြီးတော့ဒီကနေအနောက်ဘက်နေရာတစ်ခုကိုထွက်သွားဖို့အကြောင်းပြောပြနေခဲ့ပါရည်။အဲလီကိုငယ်ချင်းကလေးကစစ်တပ်ထဲကိုသူကိုယ်တိုင်ပို့ခဲ့တာဖြစ်ပြီးတော့အခုပြန်ပြီးတော့ဖမ်းထားရတာကလည်းအကြောင်းတစ်ခုရှိရာကြောင်း မာလင်းကဒီလိုဝက်ချက်တွေကိုဘယ်သူမှမပြောဖို့အဲလီကိုပြောလိုက်ပါတယ်။ဂျိုးနဲ့တက်စတိုကလည်းဘက်ထရီလိုက်ရှာရင်းနဲ့အဆောင်ပြက်တစ်ခုတည်းကိုဝင်ပြီးတော့မှုရီအမြင့်တွေနေတဲ့အလောင်းတစ်ခုကိုတွေ့ရင်းနဲ့တက်စတရောက်လန်သွားခဲ့ပါတယ်။အဲဒီနောက်ဆက်သွားကြရင်းနဲ့မာလင်းတို့စီကိုရောက်လာခဲ့ပြီးတော့ရောဘတ်ဖွဲ့ရလူတွေကတနက်အပြစ်ခံရပြီးတင်နေရကိုတွေ့လိုက်ရပါတယ်။တနေရရောက်မှာတော့မာလင်းတို့ကတနက်တန်ရနဲ့ထလာတာကိုတွေ့တာကြောင့်မလို့ဂျိုးတယောက်တနက်နေ့ချင်းကရက်ကြည့်နေတော့မှပဲရုတ်တရက်အဲလီကအခန်းထဲကနေဓာတ်နဲ့ပြေးထွက်ကဂျိုးကိုတိုက်ခိုက်ပါတော့တယ်။ ဂျိုးကဓာတ်ကိုခြေောင်းနဲ့ညှက်ယူပစ်လိုက်ပြီးတော့အဲလီကိုတနက်နဲ့ချိန်ထားလိုက်ပါရီမာလင်းကတားလိုက်ပြီးတော့အဲလီကိုခေါ်သွားဖို့အတွက်ဂျိုးကိုတောင်းဆိုလိုက်ပါရီဂျိုးနဲ့မာလင်းကအချင်းချင်းတိတာကြောင့်မလို့ဘက်ထရီကို ရောဘတ်တိုက မာလင်းတို့စီကိုရောင်းစားခဲ့ပေမဲ့လေဘက်ထရီကပျက်စီးနေပြီဖြစ်ကြောင်းမာလင်းကပြောလိုက်ပါရီမာလင်းကသူ့ဟာတနက်ထိမှန်ထားပြီးတော့အဲလီကိုမပိုးနိုင်တော့တာကြောင့်မလို့အဲလီကိုအနောက်ရက်ကဝင်းကြီးယုံတို့ကပိုးဆုံးယူအဖွဲရီစီကိုဂျိုးနဲ့တူတူခေါ်သွားပေးဖို့ပြောလိုက်ပြီးတော့ အဲ့ဒီမှာတော့ဂျိုရိုလိုချင်တာတွေကိုရနိုင်ကြအောင်လိုချင်တဲ့ပစ္စည်းတွေကိုအယ်လီနဲ့အလဲလဲလှုပ်ဖို့အတွက်ပြောလိုက်ပါတယ်။ဂျိုရိုကလည်းသဘောမတူခြင်းပေမဲ့ဘက်ထရီလိုအပ်တာအကြောင်းမလို့သဘောတူလိုက်ရပါတယ်။အဲ့နောက်အယ်လီကိုဂျိုရိုကသူ့အိမ်ကိုအရင်ဆုံးခေါ်လာလိုက်ပါတယ်။အယ်လီကဂျိုရဲ့အခန်းထဲကပစ္စည်းတွေကိုရှောက်မွေကြည့်ရင်းနဲ့စာအုပ်တစ်ခုမှရေးထားတဲ့စာအုပ်မေးလိုက်ပါတယ်။ဂျိုကစာအုပ်ကိုဆွဲလုလိုက်ပြီးတော့မဖြေခဲ့ပေနဲ့ဆိုဖာပေါ်မှာအိပ်ပျော်သွားခဲ့ပါတယ်။နိုးလာတဲ့ခါမှာတော့အယ်လီကရေဒီယိုကနေလာနေတဲ့သတင်းစာသားကိုရွတ်ပြလိုက်ပြီးတော့ ဂျိုးကအချိန်ကြီးမကောင်းတဲ့ရုပ်ပေါက်နေရာကြောင်းအယ်လီကခုနဆာအုဒီတွေကစားရဲကုတ်တွေကိုတီးသွားခဲ့ပါ ore ဂျိုးလည်းအံ့ဩသွားပြီးတော့တခုခုပြောမလို့လုံနေတော့မှတက်စကရောက်လာခဲ့ပြီးတော့လုံုံမဲ့နေရာကိုသွားဖို့အတွက်လမ်းတစ်ခုတွေ့ရာကြောင်းမလို့အခုပဲသွားကြဖို့အတွက်လာခေါ်လိုက်ပါ ore အဲဒီနောက်မြေအောင်အဖုံးကနေသုံးယောက်သားကခိုးကြောင်ခိုးဝဲနဲ့ပုံရင်းနဲ့ထွက်လာခဲ့ကြပြီးတဲ့နောက်မှာတော့စစ်သားတွေကိုကွစ်ဘက်ကရှောင်းရင်းနဲ့ရှောက်လာခဲ့ကြပါ ore တနည်းအားရောက်မှာတော့ဂျိုးတို့သုံးယောက်ကို ဂျိုးနဲ့အပေးယူလုံနေကြစစ်သားကရှူရှူဖလာဝါလုံနေနဲ့တွေ့သွားခဲ့ပါတယ်။ဂျိုးကစစ်သားကိုအေးဆေးညှိနှိုင်းမှုပြောပေမဲ့လက်မခံမင်းနဲ့စစ်သားကယောဂါဝရှိမရှိအရင်ဆုံးစစ်ပါ ਔ ရီ။အဲလီကအစ်မခံချင်တာကြောင့်စစ်သားကသူ့ကိုစစ်တော့မဲ့ချိန်မှာဓားနဲ့ယုံကထိုးလိုက်ပါတယ်။စစ်သားကအနေငယ်ထိသွားခဲ့ပေမဲ့စိတ်တူပြီးတော့တနက်နဲ့ပြစ်ဖို့လှုပ်ပါ ਔ ရီ။ဂျိုးကလည်းအခုသူမြင်လိုက်ရတဲ့အခြေအနေကအရင်ကသူ့သမီးလေးအပြစ်ခံရတဲ့တူနီယာကိုတွေးမိသွားပြီးတော့စိတ်တူကစစ်သားကိုဆွဲထိုးလိုက်ပါ ਔ ရီ။ ခဏကြာမှာတော့ test ကယောဂါစစ်တဲ့ဟာမှာအေလီယာကူးဆက်ခံထားအကြောင်းလက္ခဏာပြတာကိုတွေ့သွားပြီးတော့ဂျိုးလှမ်းအော်ပြောလိုက်ပါတော့။အေလီကသူ့မှာယောဂါမရှိကြောင်းသုံးဘက်ကြောင်နေရာတော့မှဘာမှမဖြစ်ကြောင်းရှင်းပြနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ test ကအေလီကိုခေါ်ကဒီညာကနေအမြန်သွားကြဖို့အတွက်ဂျိုးကိုပြောကစစ်တပ်အုပ်ချုပ်တဲ့ Boston မြို့ပြင်ကိုတွန်းအောင်သာထွက်သွားလိုက်ချင်ပါပဲ။ The Last of Us Season 1ရဲ့ Episode 1ကလည်းပြီးဆုံးလို့သွားခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ရုပ်ရှင်စကားကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap အနေနဲ့တင်ဆက်ပေးမှမလို့ ကျွန်တော်တို့ရဲ့ ZD for you channel လေးကိုလေ like and subscribe လေးလုပ်ထားပေးထားကြပါဦးခင်ဗျအားပေးနေကြတဲ့ပရိသတ်များအားလုံးလေးစိတ်ချမ်းပါခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံတော်မူကြပါစေလို့ ZD for you ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ